လက်ခံရရှိရဒီကွန်ပျူတာလေးပါလေးထုတ်မပေးဘူးလားပေါ့နော်အားတဲ့ငါပြီးမှတဲ့လက်ခံရရှိကြောင်းနဲ့အဲဒါမတ်တလာလုတ်ပေးလိုက်မယ်တမန်နေနေတမန်မူးစီကိုပြောတော့ကြတော့နိုင်ငံကိုအာဏာလုယူပြီးရောပေါ့နော်ဟုတ်ပါတယ်ဟုတ်တော့ဟုတ်ပါတယ်မလုတ်ရဲတာဘာမှမရှိဘူးလို့ပြောခဲ့တာကထိန်လှဲ့ရင်လည်းဂျမ်မာနဲ့လှဲ့ရဲတယ် င်္ဂလာပါဒီနေ့ကတော့ November 3ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့အားရစရာသတင်းကောင်းတွေအလှတော်မင်္ဂလာပေါ့နော်ရှေ့ကောင်းစီမင်းအောင်လည်းရဲ့ဒါအလှတော်မင်္ဂလာတမနှစ်နှစ်တမမှုရဲ့အလှတော်မင်္ဂလာနဲ့အာပြီးရင်အာညနေနဲ့နည်းနည်းဒီရည်စရာဟာတာလေးလည်းပါမယ်ပေါ့နော်ကြက်ခိုးတဲ့အာမီပေါ့နော်မင်းအောင်လည်းစစ်တပ်ကအဲပြီးရင်ဒါဂျမ်ဘာနဲ့ကထိန်လက်နေရတယ်မင်းအောင်လည်းစစ်တပ်ဒီကြောင်းတွေလည်းပါမှာပေါ့နော်အဲ့တော့ဒါပထမဆုံးတော့ဒါတမနှစ်နှစ်ကျွန်တော်အဲ့ရှေ့ကဗီဒီယိုမှာပြောခဲ့တယ် နေကဖွဲ့တယ်လာလှူွားတယ်လာလှူွားတယ်နဲ့ပြောတဲ့ဟာပေါ့နော်အဲ့တော့ဒါထုတ်ပြန်လာပြီဆိုတဲ့ခါကျရင်ကျွန်တော်တို့ပို့ပြီးတော့ပျော်ရမှာပေါ့ဆိုပြီးတော့ပြောသွားတဲ့ဟာပေါ့နော်အဲ့ဥစ္စာအခုတော့ဒါတော်လိုင်းတက်ဖွဲ့တွေဘက်ကတင်လာတယ်ဒါကိုစောက်ကောက်တင်တာလည်းတွေ့လိမ့်မယ်ပေါ့နော်လုံးဝအပုံလိုက်ကြီးရက်ဆက်တယ်ပေါ့နော်အပုံလိုက်ကြီးအဲ့တော့ကြောင့်ဒီလောက်ထိအပုံလိုက်ကြီးရပြီဆိုုံနဲ့ကဟိုဘက်ကဘလောက်အထိနာမလဲဆိုတဲ့ဟာကလည်းမြင်အောင်ကြည့်လိုက်မြင်အောင်ကြည့်လိုက်တကယ်အဲအားကြောင့်လို့ဒါစနောက်နေသေးတယ်အပုံလိုက်ကြီးခင်းပြီးရခါကြောက်ပေါ့နော်ဒါဒါပေါ့ ပြီးရင်အဲ့ထက်မှာစီဘူးစီဘူးပါလာတာတွေ့တယ်ပေါ့နော်အဲစီဘူးဆိုတာဟာချွေဘူးလားစီဘူးလားအာစီဘူးတဲ့စီဘူးဆိုတာအာဆက်တက်ထည့်လို့ရတယ်အပိုင်းမန်တကယ်ကလေအဲတချို့ဒါပြီးတဲ့တက်ဖွဲ့တွေပြောတယ်ပေါ့နော်ဒီကောင်းနေပြားတဲ့မိုးရွာကြီးတဲ့ဘလို့မီးရှို့လည်းမသိဘူးတဲ့ပြည်သူတွေအိမ်နေ ਉ ပေါ့နော်အဲဥစ္စာတွေဖြစ်လိမ့်မယ်ဒါကျွန်တော်လည်းအဲ့လိုပဲယူဆတယ်ပေါ့နော်အဓိကတော့ဒီကောင်းနေအဲ့လိုပုံစံမျိုးတွေလှုပ်ဖို့အတွက်ကို တီးတန့်ကိုအဲ့တိုင်းလှုပ်လာရလဲဒါဖြစ်ကောင်းဖြစ်မှာပေါ့နော်တော်တော်လေးမယိုင်တဲ့កောင်នេះပေါ့နော်အဲ့မှာဒါပစ္စတိုတလက်ကင်ကင်ပြီးတော့နော်ရရှိတဲ့កောင်တော့ကြောက်သွားပြီဘူတာပေါ့ကုတ်ကြားတဲ့កောင်တော့ကြောက်သွားပြီ အကောခုံချဟုတ်တယ်အဲ့လိုခေါ်ရမလို့ဖြစ်နေပြီအဲဒါပြီးရင်ဒါချင်းစုပ်ပလုံးစုပ်တွေဒါချင်းကြားတွေပေါ့နော်အဲဥစားကြီးဆိုလဲအများကြီးပဲအပုံလိုက်ကြီးပေါ့နော်အမကိုစောကပြောတာဘာလာရှာလဲလေးကေကောင်မဘာမရှိဘူးအဲ့လိုမျိုးပုံစံမျိုးလဲဒါဝိုင်းပြီးတော့ဒါပြောင်နေကြတဲ့ပုံစံမျိုးလေးပေါ့နော်ဒါပျော်စရာနေနဲ့တွေ့ရတယ်ပြီးတော့ဒါမေးလိုက်သေးတယ် လက်ခံရရှိရဒီကွန်ပျူတာလေးပါလေးထုတ်ပေးဦးလားပေါ့နော်အားရငါပြီးမှတဲ့လက်ခံရရှိကြောင်းနဲ့အဲဒါမတ်တွန်းလာလုတ်ပေးလိုက်မယ်တမနေနေတမမူးစီကိုပေါ့ကွန်ပျူတာလေးပါလေးထုတ်ထုတ်ကျင်နေလားကွန်ပျူတာပြီးမှငါလက်ခံရရှိကြောင်းလက်မှတ်ရေးပေးလိုက်ဟုတ်ဟုတ်တမနေနေထံမှာလက်ခံရရှိကြောင်းကျွန်တော်ကဒါဘောမှာလက်ခံရရှိကြောင်းဟုတ်လားပြီးပြောသေးရပါစရမှာထတာကြာပြီတဲ့အခုမှရောက်လာတယ်ပေါ့နော်ရောက်လာတကယ်နဲတာမှမဟုတ်တာပုံလန်းကြီးအားဒါစိတ်မြောင်းပုံသေးရဆိုလဲအများကြီးပြီးရင်ဒါ အပကြီးဘုံသေးဆိုလဲအများကြီးပြီးမိုင်းနေရောပြီးခဲယမ်းဒီအပုံလိုက်ကပါနော်ဒီကြည်တွေဆိုရင်အဲထောင်တောင်းကနေလောက်ဖြစ်မှာဗျာအဲ့လောက်ထိကိုဒီကောင်နေလာလှူရပါပေါ့နော်အကန့်မင်းလုံးမယ်ဆိုရင်မနေမနှောကြီးလှောက်ရမှာပေါ့နော်ဒါကြော်ပိုးတဲ့ဂျမ်မာတွေရောအစုံမဲ့အစုံမဲ့ပစ္စည်းပစ္စည်းအကုန်အစုံအကုန်ကိုဒါလာပြီးတော့လှူသွားရေစက်ချလှူတော့မင်္ဂလာပေါ့နော်တကယ်ကိုမင်္ဂလာရှိပါတယ်အဲ့ဥစ္စာကလည်းဒါ အခုဒါ PDF တက်ဖွဲ့တွေနဲ့ဒါ GNU အဖွဲ့တွေစီကိုခုလိုမျိုးဒါဒါလူပေးသွားတဲ့အတွက်ဒီနေ့ကနေကျေးဇူးတင်တယ်ဘောနော်တမန်နေနေတမန်ဘူးအဲ့တော့အဲ့လိုမျိုးဖြစ်အောင်ဒါစုပ်ပြတ်တက်သွားအောင်လှုပ်သွားနိုင်ခဲ့တယ်ဆိုတဲ့ဟာကိုလည်းတကယ်ချီးကျူးလေးစားမှာဖြစ်တယ်စစ်ကောင်စီဘက်ကဘောနော်ဒါစစ်လော်ဘီတွေကပြောတာရှိတယ်ဘောနော်ဘယ်နေရာကိုဘလို့ဘာဖြစ်တယ်ညာဖြစ်တယ်သူတို့ပြောကြရှိတယ်တကယ်တကယ်မြေပြင်မှာကြတော့သူတို့အဖွဲ့တွေဒီလောက်ကြီးတဲ့အပုံလိုက်ကြီးရပြီဆိုုံနဲ့ကနောက်ွယ်မှာဘယ်လောက်ထိတိတ်သွားပြီလဲဆိုတဲ့ဟာကိုသူတို့စဉ်းစားတင် အော်ဒီစစ်ကောင်စီဘက်ကပေါ့နော်ဒါလောက်မှရှိတဲ့ဒါအောက်ခြေစစ်သားတွေရရှိရဆိုရင်လည်းဒါကိုစဉ်းစားတင်တယ်ပေါ့နော်မင်းတို့ကောင်တွေကိုလုံးဝလူမထင်ဘူးလူလို့ကိုမတတ်မှတ်ဘူးဒါမင်းအောင်လိုင်းအဲ့လိုမျိုးပဲမင်းတို့ရဲ့တိုင်းမှုတွေကလည်းအဲ့တိုင်းပဲအခုကြည့်လေဗျွာမှုဆိုတဲ့ကောင်တွေဖြုတ်မယ်တဲ့အဲ့နေရာကိုမရအောင်ဆိုရင်ဖြုတ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကွာပြီးရင်အခုဒါတေသွားတော့ကြတော့ဘယ်သူတွေတေလဲအောက်ကအောက်ခြေစစ်သားတွေအကုန်တေရလေအော်ပေါ်ကောင်တွေအေးဆေးပဲနော်အခုပြောရဲဆိုတာလေအပူမဟုတ်ဘူးကွာအဲ့ကောင်ကြီးကဘယ်တော့မှမင်းတို့ကိုကိုချင်းစာမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လေဒါ အမြင်မှန်ရစေချင်တာမင်းတို့ကောင်နေအဲ့အကြောင်းမလို့လေဒါလက်နှချတာတွေအញ្ញခံတာတွေအလင်းဝင်တာတွေလှုပ်စေချင်တာအဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီလိုမျိုးတဲမှာပါမပါမမင်းအပုံလိုက်ကြီးပုံလိုက်ကြီးအာဒါမဲ့မင်းတို့မှတ်တမ်းတော့ရမှာမဟုတ်မင်းတို့တေသွားပြီဆိုတော့အဲ့ကြအဲ့လိုမျိုးမဖြစ်ခင်မှာလက်နှချပါအញ្ញခံပါဗောနော်ဒါကတကယ်ဒါတော်လိုင်းတက်ဖွဲ့တွေကကိုချင်းစာတယ်အဲမင်းတို့တွေလုံနေရတဲ့အလုပ်တွေမင်းတို့တွေကိုခိုင်းနေရတဲ့ဟာတွေကိုလည်းခိုင်းခံနေရတဲ့ဟာတွေကိုလည်းသိကြတယ်ဗောနော်အဲဒါကြောင့်မလို့ကိုကိုတိုင်းကတော့ဒီလိုမျိုးပုံစံမျိုးနဲ့အဲကိုကိုတိုင်းကတော့ ပြည်သူကိုနှိပ်စက်မဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဒါတွေကသဘုံနေဘာညာဆိုပြီးတော့တွေးနေកောင်နေတော့ចៃတလောက်လာခဲ့ပေါ့နော်အဲ့လိုកောင်မျိုးတွေကတော့ဒါတေဖို့အတွက်ပဲရှိတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတမနှစ်နှစ်အလှူတော်မင်္ဂလာဗီဒီယိုကလည်းတကယ်ကြည့်လို့ကောင်းပါတယ်ပေါ့နော်အားရစရာကောင်းတယ်အဲ့ဥစ္စာကိုလည်းဒါပြည်သူတွေလည်းကြည်ပီးသားဖြစ်လိမ့်မယ်ပေါ့နော်ဘာဖြစ်ဖြစ်ဒီလိုမျိုးလာလူပေးသွားကောင်းတယ်ပေါ့နောက်တစ်ခုကတော့ဒါကျွန်တော်သတင်းကောင်းမယ်ဒါပေမဲ့ရည်စရာလေးပါတယ်ပေါ့နော်အဲ့ဒါက ကြက်ခိုးဖမ်းတဲ့စစ်ကောင်စီစစ်သားတွေကို PDF တွေကတနက်တစ်ချက်မဖောက်ခင်းနဲ့ပြန်ပန်းနိုင်ခဲ့တာဗောနော်အဲ့ဖြစ်စဉ်ရှိသွားတယ်အဲ့ဒါကအရှင်သုံးမိတယ်ဗောနော်လက်နက်ခဲယမ်းတွေလည်းပါတယ်အဲ့ဥစ္စာမှာလည်းလက်နက်ခဲယမ်းတွေပါတယ်လက်နက်ခဲယမ်းတွေကလည်းဒါသူက၃ရောက်လာတာ၃ရောက်မိတယ်ဗျာဒါပေမဲ့၂လက်ပဲရတယ်ဗောနော်အဲ့ဖြစ်စဉ်ပါတယ်အဲ့ဒါမကွေးတိုင်းပေါက်ကိုကာဘာဆာ22အဲကာဘာဆာ22ကနေထွက်တဲ့စစ်ကြောင်းတော့ ကပ္ပစားတွေထဲမှာသူတို့စုဖွဲ့ပြီးတော့ဒီနေရာတွေကိုပဲခြေကုပ်ယူပြီးတော့ထွက်နေကြတာကပ္ပစားဆိုတာကဧကပေါင်းထောင်နဲ့တောင်းနဲ့ခြေတဲ့နေရာမျိုးတွေတက်အေရီယာအကျယ်ကြီးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေကိုပဲသူတို့ကဒါစုဖွဲ့တယ်ဘာလို့လဲဆိုတော့ဒါပြစ်ခတ်တဲ့ခါမျိုးတွေကြာရင်လည်းဒီလောက်ဧကထောင်နဲ့တောင်းနဲ့ခြေတာဖြစ်တဲ့အတွက်ပေါ့နော်အတိအကျကြာနိုင်ဖို့ဘာဖို့ညာဖို့ရာစဒါခက်ခဲတာမျိုးဖြစ်တဲ့အတွက်ဒီနေရာတွေကိုသူတို့ကခြေကုပ်ယူတယ်စုဖွဲ့တယ်ပြီးရင်အဲ့ရနေမှာထွက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကကာဗဆာ20နှစ်ကနေထွက်လာတဲ့အင်အား300နဲ့စစ်ကြောင်းထိုးတာတမကူကူလောက်ခံတက် သုံးရင်းပါတယ်ဗောနော်ခမ14 109 419ဒါဒီတက်တွေပါတယ်ဗောနော်အဲတမကိုကိုဆိုတာကအားလုံးသိပါတယ်ဒါမိထီလာမှာအခြေဆိုင်တယ်ဗောနော်သူလောက်ခံတက်တွေဆိုရင်ဒါခမ14 15 109 133 315 419 438 419 420နဲ့ခလရ89အဲ့ဒီထဲကမှဒါ14 109 419ဆိုတဲ့တက်တွေကပါတယ်ဗောနော်ပြီးတော့ဒီတက်တွေကလည်းဒါမိထီလာရင်းတော်တာစီမြင်းကြံကြောက်ဆယ်ဒီလိုမျိုးတွေမှာပဲခြေဆိုင်တာတက်တွေဖြစ်တယ်အဲ့တက်တွေတဲက တရင်သုံးရင်ပါတယ်ပေါ့အဲ့ထဲကဒီပေါ့မြို့နယ်တဲ့ကိုသူတို့စစ်ကြောင်းထိုးတယ်အော်တိုဘာ29ရက်နေ့ကနေစပြီးတော့31ရက်နေ့ထိပသိမ်မုံရွာလမ်းပိုင်းထိကိုသူတို့တွေထိုးကြရှိတယ်အဲအဲ့လိုစစ်ကြောင်းထိုးရင်လည်းပြည်သူပိုင်နေနေကိုလည်းဒါမိရှုခဲ့သေးတယ်ဆိုပြီးတော့သိရတော်တော်လေးမှရိုင်းနေကောင်းတယ်တကယ်ဒီကောင်နေစစ်ကြောင်းထိုးတယ်ဆိုတဲ့ဟာကဒေါ်လာအင်တာဖွဲ့တွေကိုတိုက်ဖို့မဟုတ်ဘူးအခုက ပြည်သူကိုပဲရွေးပြီးတော့ပြဿနာရှာနေပြည်သူကိုပဲပြစ်မှတ်ထားပြီးတော့နှိမ့်ဆက်ညှိမှတ်တက်ဖြတ်တာတွေလုပ်နေတာပေါ့နော်အဲ့တော့တဲပြီဆိုရင်လည်းကြီးလိုက်ဒီကောင်နေတာစာတင်ကြောင်းနေဆေးရုံနေဒီလိုအဆောက်အဦတွေကြီးမှာပဲတဲတာပေါ့နော်ပြီးရင်ဘုံကြီးကျောင်းတွေမှာတဲတယ်အဲ့ဒီကိုတော်လိုင်းတက်ဖွဲ့တွေကသွားပြီးပြစ်တယ်ဆိုရင်တွေ့လားမင်းတို့ကျန်းဖွဲ့ဖွဲ့တွေကစာတင်ကြောင်းလည်းမရှောင်ဘူးဘုံကြီးကျောင်းလည်းမရှောင်ဘူးမင်းတို့ဘာလို့တဲတော့အဲ့လိုနေရမျိုးတွေမှာမင်းတို့ကိုယ်တိုင်ကိုကအဲ့နေရာတွေမင်းတို့ရှိတဲ့နေရာကိုပဲလာမှာပဲတက်ဖွဲ့တွေကတော့မင်းတို့တွေသာဇာရှိတယ်ဆိုရင်ကိုင်းမြောင်မြောင်မှာတဲလေတဲလေအဲ့နေရာကိုလာကြိတ်မှာပေါ့ အဲ့ဒီနေရာမှာပဲဖြစ်ကြမယ်လေအဲ့လိုမှမဟုတ်ဘဲနဲ့မင်းတို့ကဒါပြည်သူကိုပဲရမင်ရှာတယ်ပြည်သူကိုတစားကန်လှုပ်တယ်လူသားတိုင်းလှုပ်တယ်ပြီးရင်ခုနလိုအထွတ်မြတ်ထားတဲ့နေရာတွေသာသနာနေမြေတွေဒီနေရာတွေကိုဝင်ရောက်တယ်ပြီးရင်ဖြက်စီးတယ်အဖိုးတန်ပစ္စည်းတွေယူတယ်ဟာအလှကံပုံဝါစရိုက်ခွဲပြီးတော့ယူတယ်မင်းတို့ကတော်တော်စောင့်ကြည့်ရုပ်တယ်ကောင်နေနော်အဲ့အကြောင်းလို့လည်းမင်းတို့ရဲ့အဓိကရတာပေါ့နော်အဲ့တော့အဲ့စစ်ကြောင်းကဒါတရက်နေ့ညနေ9နာရီလောက်မှာတော့ဒါအဘသာ3កောင်ပေါ့နော်3កောင်ပြန်ဖမ်းပြီးတဲ့3កောင်အဲ့3កောင်ကဒါပြည်သူတွေရဲ့အိမ်ကနေပြီးကြက်ခိုးလို့လုပ်တယ် တကယ် icon တွေကဒီရှေ့တစ်လျှောက်မှာလဲသူကဒီရွာတွေကိုဝင်တဲ့ခါမှာဒါကြက်တွေဝက်တွေအဲ့လိုမျိုးပြစ်ခတ်စားတောက်တာတွေလုပ်တယ်မသိရင်သူတို့ပထွေးပေးထားတဲ့အချိန်မှာသူတို့ဖေးမွေးထားတဲ့အချိန်မှာအဲ့လိုမျိုးပုံစံမျိုးနဲ့မယိုင်းနေကြတာပေါ့နော်အဲ့ဒါကအမြဲတမ်းမှလုပ်တဲ့ကောင်းနေအဲ့တော့ကြာအဲ့ထဲမှာဒါ၃ယောက်ကဒါ၃ယောက်လာတယ်ပေါ့၃ယောက်မှာ၂ယောက်ကတနက်ပါတယ်၁ယောက်ကတနက်မပါဘူးအဲ့တနက်ပါတဲ့၂ယောက်ထဲက၁ယောက်ကကြတော့တနက်ကိုလွှဲထားတယ် နောက်တစ်ယောက်ကကျတော့တနက်ကိုချပြီးတော့ချက်ကိုအာယုံဆိုင်နေတာပေါ့နော်အာယုံရောက်နေတာဒီကောင်ကချက်ကိုတော့အာယုံရောက်နေတာအဲ့အချိန်မှာပဲတော်လိုင်းတက်ခွဲတွေကဝင်ပြီးတော့ဝုံချင်းချင်းနဲ့ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်တနက်တစ်ချက်မှဖောက်စရာမလိုဘဲနဲ့သုံးကောင်လုံးမိတယ်လက်နဲ့နဲ့လက်ရ MA2 တက်လက် MA3 တက်လက်ပေါ့နော်ပြီးခဲရန်နေလက်ရတကယ်အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါတနက်တစ်ချက်မှမဖောက်ဘဲနဲ့ရလိုက်တဲ့အပြင်မှာသူတို့ကိုဗီဒီယိုရိုက်ထားတာတရှိသေးရဲ့ဗျာ ဗီဒီယိုရိုက်ပြီးတော့ဒါစိန်ခေါ်တာဘဲဦးစိန်ခေါ်တာပေါက်ကိုတော့စိန်ခေါ်တာပေါက်ကလုံးဝစိန်ခေါ်တာဗောနော်အဲပေါက်ကိုတော့ဟိုကဒဲစိန်ခေါ်တာနာမခတ်တိုင်းမှုတွေတာဝန်ရှိတဲ့သူတွေဘားတွေညားတွေလုံးမနေနဲ့ဗောနော်မင်းကိုယ်တိုင်ဆင်းလာခဲ့ဆိုပြီးတော့အဲ့လိုမျိုးကိုစိန်ခေါ်တာအမ်တတ်ဖွဲ့တဲ့ဗီဒီယိုကရိုက်ပြီးကြည်စမ်းမင်းတို့ကောင်းနေမင်းတို့စီကလွှတ်လိုက်တဲ့ကောင်းနေကြည်စမ်းဘလို့ဖြစ်နေပြီလဲအမ်လာလူတဲ့ဟာကြီးကြည်စမ်းဆိုပြီးတော့အဲ့လိုမျိုးတဲ့ပြီးတော့ရိုက်ပြီးတော့ကိုဒါဗီဒီယိုဒါသတင်းမီဒီယာတွေမှာတက်လာတာတွေ့ရတယ်ဗောနော်အဲ့တော့စစ်ကောင်စစ်သားတကယ်ငဆားတယ်နော်အဲ့ကောင်ဒီရုပ်တွေနဲ့လဲလိုက်တယ် ကျက်တခိုးရုပ်နေတယ်လေတကယ်လိုက်တယ်အဲ့ကောင်တွေကဒါကြည့်ရတယ်ဒါတန်တီစစ်သားတွေဖြစ်မယ်ပေါ့နော်တရီစစ်သားတွေဖြစ်မယ်သူကအဲ၃ယောက်ထဲမှာအလေကကောင်ကဒုတိယကျက်နဲ့တရင်နဲ့ပြီးကျန်တဲ့ကောင်တွေကအသက်အရွယ်တွေကိုကြည့်လိုက်ရင်လေတိတဲ့အတိုင်းပဲအဲ့လိုပုံစံမျိုးပေါ့နော်လုံးဝစစ်ပါဝနေတဲ့ပုံစံမျိုးမဲတကောင်ကခေါင်းတော်ငုံထားလိုက်သေးရက် အဲ့လိုမျိုးပေါ့နော်အကောင်နေမလွယ်ဘူးတိလားအဲ့အဲ့လိုမျိုးအဲ့တော့ MA2 တက်လက်ရတယ် MA3 တက်လက်ရတယ်ပြီးရင်9.6နင့်ဂျီတွေရတယ်9.56ဂျီတွေရတယ် RPG ဘုံးသီးတွေစိန်မြောင်းဘုံးသီးတွေလက်ပစ်ဘုံး Inaga ပြင် M2 နင်းမိုင်း M74 နင်းမိုင်းဒါတွေကစဆက်ဆက်ပစ္စည်းသူတို့တကူရေးစားပေးထားတဲ့ပစ္စည်းပစ္စည်းအကုန်အစုံရတယ်ဗျာအဲ့ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်တံမိုးအဖြစ်တွက်ကြည့်မယ်ဆိုရင်300ချီတယ်ဒါကလည်း300နဲ့ချီတယ်ပေါ့နော် တရန်တလက်ကိုဒါအမေသူတလက်ဆိုရင်အခု200 250လောက်ထိပေါက်နေတာမဲအဲ့ကြတော့ဒါဘလို့ပဲဖြစ်ဖြစ်အခုလိုမျိုးလာပြီးတော့လှူပြီးတော့ကောင်းနေပေါ့နော်ပြီးတော့တပ်ဖွဲ့တွေဘက်ကအောင်မြင်တာကတယောက်မှထိခိုက်မရှိဘူးပြီးရင်ဒီကောင်လေးကိုစောက်ရက်ခွဲပြစ်တာအဲ့ဒါကြီးကိုအားရတာပေါ့နော်လက်နဲ့ဖမ်းတာဒီကောင်လေးကိုတနက်ကင်လာတဲ့ကောင်လေးကိုတနက်တစ်ချက်မဖောက်ဖဲနဲ့အခုလိုမျိုးဒါအရှင်ဖမ်းမိတယ်ဆိုတဲ့ဟာကတကယ်မိုက်တယ်ပြီးရင်ကျွန်တော်ကဖြစ်စီနေတာအဲ့ကောင်လေးကိုထွက်ဆိုချက်ဖြေခိုင်းစီနေတာဇာဗီဒီယိုရိုက်ပြီးတော့လေနော် မြောက်ဖြေးမင်းတို့ဘာကြောင့်ဖမ်းမိတာလဲအဲ့မေးခွန်းမေးစေချင်တာမင်းတို့ဘာကြောင့်ဖမ်းခံရတာလဲဟောကျွန်တော်ကြက်ခိုးလို့ဒါအားရစရာကောင်းတယ်ဗောနော်ညကဲအဲ့တော့အဲ့လိုမျိုးဒါထုတ်ပြန်နိုင်ခဲ့တယ်ဆိုရင်ဒါသူတို့စရာကောင်းတယ်အချက်ကွဲအခုလည်းချက်ကွဲတာပါပဲဒါအခုလိုမျိုးခိုးယူနေတယ်ဆိုတာကဒီအခုလက်ရှိဒီလိုမျိုးအာနာသိမ့်ပြီးမှတော့မဟုတ်ဘူးဗျဟိုးရင်နေကလေးကရှိတယ်ဆိုပြီးတော့ကျွန်တော်သိတယ်ပြီးရင် ကျွန်တော်တို့ဒါဒုဗိုလ်ဘွားနဲ့တက်တွေကိုဆ ਾਇ ရောက်တဲ့ချိန်မှာဗောနော်တချို့တက်ကြက်ကြီးတွေတက်ကြက်တွေကအစ DI နဲ့ပတ်သက်လို့ပြောပြရင်ရှိတယ်အဲ့ဒီကကျွန်တော်တခုမျှဝေချင်တာအဲ့လိုပေါ့ဒါတက်ကြက်ကြီးတယောက်သူတက်ကြက်ဘွားနဲ့တုန်းကပြောပြအာသူရဲဘော်ဘွားနဲ့တုန်းကအဲသူ့ကိုဘယ်လိုဆက်ဆံခံရတဲ့ဆိုတာကိုပြောပြတာဗောနော်သူ့ရှေ့ကစီနီယာဒီတက်ကြက်ကြီးတွေတက်ကြက်တွေကဘာလို့လဲဆိုတော့သူရဲဘော်တဲဘွားနဲ့ရောက်တဲ့ချိန်မှာတဲ့အဲ့လိုမျိုးစစ်ကြောင်းထွက်တယ်ထွက်ပြီးဆိုတာနဲ့လှုပ်ရှားသွားပြီးဆိုတာနဲ့ရီမန်းကျက်နေရမရောက်မချင်းသူတို့တနေကုန်လမ်းလျှောက်ရတယ်ပေါ့ဗျာအဲ့တော့မနေ့ကနေထွက်ပြီးတော့ညနေကျမှသူတို့ကနားမနေရအောင်ရောက်ရော ရောက်အောင်သွားရတာပေါ့အဲ့ကြအဲ့လမ်းတစ်လျှောက်မှာပေါ့နော်သူရှေ့ကဒီအတွေ့အကြုံရှိပါလေဆိုတော့အတွေ့အကြုံဘာအတွေ့အကြုံလဲဆိုတော့ပြောပြမယ်နော်အဲ့လိုမျိုးရှေ့ကနေပြီးတော့ဒါတစ်ချက်တည်းတစ်ချက်ကြီးတွေကဘာလုပ်လဲဆိုတော့သူကလမ်းမှာတွေ့သမျှအသီးရွက်တွေခူးတယ်အဲ့အသီးရွက်တွေထဲမှာပေါ့နော်ပြည်သူပိုင်တဲ့ဟာတွေလည်းပိုင်ပါမယ်အဲငရုတ်ပင်တွေပါလေဆိုရင်သူကဒီတတောင်ချင်းခူးတာမျိုးမဟုတ်တော့အပင်ကိုအဲ့လိုမျိုးဆွဲနှုတ်ပြီးတော့အပင်ကနေပြီးဒီလိုအကုန်လုံး bro bro နဲ့အဲ့လိုမျိုးအကုန်လုံးကောက်ပြီးတော့ထည့်သွားအဲ့လိုပုံစံမျိုးတွေလုပ်တယ်ပေါ့နော်အဲ့ရှိသမျှအိတ်တွေလည်းအကုန်ထည့်တာပေါ့နော်ထည့်ပြီးတော့သူက ဒီလိုမျိုးရှာွားကြရှာွားအဲသူတို့နားမနေရညနေစောင်းတဲ့ချိန်ကျတော့နားမနေအောင်ရောက်ရီမန်းချက်တင်ရောက်ရောက်တဲ့ချိန်မှာသူတို့လှုပ်လာသမျှခိုးလာသမျှယူလာသမျှပစ္စည်းပစ္စည်းခူးလာသမျှဟာတွေအကုန်လုံးကိုစုပြီးတော့အဲ့လိုမျိုးချက်ပြုတ်တာတွေလှုပ်တယ်ပေါ့အဲ့ချိန်မှာခုနကကျွန်တော်ပြောပြတက်ချက်ကြီးကဘာမှမရှာသူကရဲဘော်တဲ့မသိဘူးမသိတော့ကြဘာမှမပါဘာမှမပါသူကထမင်းအငတ်ထားတယ်မကြွေးဘူးလေထမင်းစားမဲ့ချိန်မှာသူကဝင်စားမယ်လို့တော့မင်းကဘာရှာလာလို့စားတာလဲဆိုပြီးပြောတာအဲအဲ့လိုပုံစံမျိုးအဲ့တော့မင်းစားကျင်တယ်ဆိုရင်နောက်နေအဲ့လိုရှာခဲ့ အဲ့လိုပုံစံမျိုးပြောတာအဲ့တော့ကျတော့မဆားရမှာကြောက်လို့အဲ့ဒီဒီတက်ကြည်ကြီးဖြစ်မဲ့ရဲဘော်တေဘွားတော့တက်ကြည်ကြီးဖြစ်မဲ့သူอ่ะပေါ့နော်အဲ့မှာတွေးသမျှဟာတွေသူအဲ့လိုမျိုးလိုက်ရှာလိုက်ခိုးလိုက်တောင်းဒါမျိုးပုံစံမျိုးတွေလုပ်ခဲ့ရတယ်ပေါ့နော်တခါလေကြာရင်သွားနေရင်နဲ့ခူးရတာဖြစ်တတ်တယ်ပေါ့နော်ခွင့်တောင်းဖို့အချိန်မရတဲ့ခါကျတော့ခိုးတာခိုးတာအဲ့လိုမျိုးတခါလေယူလာခဲ့ဘယ်သူမှခွင့်မတောင်းဘူးပေါ့နော်အဲအကြောင်းမလို့ဟိုးအရှိရင်နေကဒါပြည်သူတွေကပြောကြရရှိကြတာဟုတ်ဆိုတော့ဒီကောင်းနေဝင်လာပြီဟိတ်ဆိုတဲ့ခါကျအကုန်လုံးအကုန်သိမ်းရတာပေါ့နော်မဟုတ်ဘူးဆိုရင်အကုန်လုံးတမသွားတယ်ယူသွားတာ အဲ့လိုပုံစံမျိုးတွေကမကောင်းတဲ့အကျင့်စရိုက်တွေကိုအဲ့လိုမျိုးစနစ်ပုံစံမျိုးနဲ့တွင်းပြီးတော့တင်ပေးခဲ့တာဒါကအခုမှတော့မဟုတ်ဘူးပေါ့နော်အဲအကြောင်းမလို့သူတို့တွေကဘယ်နေရာပဲရောက် ရောက်သူတို့ရဲ့ပစ္စည်းမဟုတ်တဲ့အတိုင်းပဲပေါ့နော်အဲဒီပြည်သူတွေရဲ့အဖိုးတန်ပစ္စည်းပစ္စည်းရပဲဖြစ်ဖြစ်တံမိုးထားရတဲ့မွေးထားတဲ့တိရစ္ဆာန်တွေပဲဖြစ်ဖြစ်ဒါရောပုံစံမျိုးတက်ဖြတ်စားတောက်တာတွေခိုးယူတာတွေသူတို့တောက်လျှောက်လုပ်ကြတာပေါ့နော်အဲ့တော့ဒါကတော်တော်ဆိုးရတဲ့အကျင့်စရိုက်တွေကိုဟိုးဆလာပါပြီဆိုတော့ ਨੇ ကရဲဘော်တွေဘွားကနေကသူတို့ကအဲ့လိုမျိုးတင်ပေးခဲ့ကြတာပေါ့နော်ဒါကို ဒါစစ်တပ်နဲ့နှိဆက်တဲ့သူတွေတင်ဒါစစ်တပ်မှာနေဘူးတဲ့သူတွေကတော်တော်များများသိကြပါတယ်ဒါပြည်သူတွေချို့မသိရတဲ့သူတွေသိအောင်ပြောပြတာပေါ့နော်အဲသိပြီးရတဲ့သူတွေလည်းရှိမှာပါပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးလုပ်ခဲ့တာဖြစ်တယ်ဆိုတဲ့ဟာကိုပြောချင်တာဘာဖြစ်ဖြစ်ဒီဖြစ်စဉ်ကလည်းတကယ်ပြောရင်မင်းအွန်လိုင်းကိုအဆက်ခွဲလိုက်တာနဲ့တူတူပဲကျွန်တော်ကသဘောကျတယ်ပေါ့နော်အရေးစရာတစ်ခုလို့မြင်ပေမဲ့ပေါ့နော်ဒါအဲဒီလိုမျိုးပုံစံမျိုးကြီးနဲ့ဖန်ဆီးခံရတယ်ဆိုနေကသူတို့ရဲ့ကပအဆင့်ဘလောက်ဆိုတဲ့ကောင်တွေကပေါ့နော်ဟိုလုံးဝလုံလုံလောက်လောက်မကြွေးမမွေးပဲနဲ့ပေါ့နော် ပြည်သူရဲ့ပစ္စည်းတွေကိုဒီလိုမျိုးခိုးယူဖျက်ဆီးဖို့အတွက်ပဲလုံဆောင်ခိုင်းနေတယ်ဆိုတဲ့ဟာတွေခွင့်ပြုပေးထားတယ်ဆိုတဲ့ဟာတွေကိုပို့ပြီးတော့တည်တာသွားစီတယ်ပေါ့နော်။ဒါကြောင့်မလို့ဒါကလည်းအရန်ကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်။နောက်တစ်ခုကဒီစစ်ကြောင်းမှာပေါ့နော်။ပင်မမှုတန်တွေမခံနိုင်တော့ဘဲနဲ့အားရင်ချိနေတဲ့ကောင်တွေရှိတယ်တဲ့။သွေးပြက်နေတဲ့ကောင်တွေလည်းရှိတယ်အများပြားပေါ့နော်။အဲလိုမျိုးပုံစံမျိုးဖြစ်နေတဲ့ကောင်တွေအများပြားရှိတယ်ဆိုပြီးတော့သိရတယ်။အဲစစ်ကောင်စီယနေ့အချိန်မှာကြုံနေရတဲ့အဲဒုက္ခဒုက္ခတွေဆင်းရဲပင်မမှုတွေကပေါ့နော်။ကျွန်တော်ပြည်ရဲ့တက်ဖွဲ့တွေဆိုးတယ်တကယ်အောင်ပြောရ ဘာလို့လဲကျောင်းပြည်တဲ့တပ်ဖွဲ့တွေကပင်မန်းနဲ့ဟုတ်တယ်တချို့ရက်တွေမှာထမင်းစားအချိန်မှာစားရလိမ့်မယ်ဘာလို့လဲဆိုတော့တိုက်ပွဲဖြစ်နေတဲ့အချိန်တွေမှာပေါ့နော်ထမင်းစားဖို့လည်းအချိန်မပေးနိုင်ရတဲ့အချိန်တွေမှာငတ်ကောင်းငတ်လိမ့်မယ်ဗျာမစားရခြင်းလည်းမစားရတာဖြစ်လိမ့်မယ်ဗျာဒါပေမဲ့လည်းပြည်သူလူထုကကြည်ပြူတယ်ပြည်သူလူထုကအားပေးတယ်ထောက်ခံတယ်မေတ္တာရရှိအဲအကြောင်းဘလို့ပဲဖြစ်ဖြစ်ဂျေဇုတင်ကြတယ်ဂျီနဲ့ကြတယ်ပေါ့နော်အဲ့တော့ စစ်ကောင်စီစစ်သားမှကြာအဲ့လိုမဟုတ်ဘူးလေနော်အဲခုနကလိုပြည်သူကလိုင်းပေါ်မှာပဲကြည်လိုက်ကြည်လိုက်လိုင်းဖွင့်လိုက်တာနဲ့စစ်သားဆိုဆဲပြီးသားပဲပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတော့ကြတော့ဒီကောင်နေကပို့ပြီးတော့ခက်ခဲတဲ့ပင်မန်းနဲ့ဒီကောင်နေကပို့ပြီးတော့ဒုက္ခများကြတယ်ဆိုတော့လည်းသိစေချင်တယ်ပြီးတော့စိတ်တက်ပို့ပြီးတော့ကြာကျွန်တော်ဥပမာပြည်သူရှိတဲ့ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တပ်ဖွဲ့တွေကစိတ်တက်တကြွတယ်ခံယူချက်လည်းဒါဒီကောင်နေနဲ့မတူဘူးပေါ့နော်ဒီကောင်နေကြတော့ခံယူချက်လည်းမရှိဘူးခိုင်းတဲ့ဟာကိုတာဝန်ကြည့်အောင်ပဲလုပ်ရတဲ့ပုံစံမျိုးနဲ့သူတို့ကတော့ပို့ပြီးတော့ ဒါလိုအပ်ချက်တွေပုံများတဲ့កောင်မျိုးတွေပေါ့နော်နောက်ထပ်ဟာတာတစ်ခုလည်းရှိသေးတယ်အဲ့ဒါကတော့ဒါနှစ်ရက်နှစ်မှာကန်ယွန်တန်တိုင်းစစ်ထဏာကျုပ်ရဲ့ဒါ30အကြိမ်မြောက်စုပေါင်းပုံကရင်ကိုစစ်ကောင်စီလုတ်တယ်အဲ့မှာကားတွေလှည့်လေတယ်ပေါ့နော်လှည့်လေတယ်အဲ့ဒီလှည့်လေတဲ့ဒါကထိန်ကားတွေလှည့်လေတယ်ရင်တန်းမှာပေါ့နော်ဂျမားကားတွေပါတယ်ဂျမားဂျမားတွေတင်ထားတယ်ကားတွေလည်းပါတယ်ပါအတိကတော့ဘုံကျဲခံရမာတွေမိုင်းဆွဲခံရမာတွေကြောက်ပြီးတော့လှုပ်တယ်သူတို့နဲ့ကြမှာပဲเนาะကထိန်တော်မှာပဲဂျမားနဲ့လှည့်နေရတဲ့အဖြစ်ဒီကောင်နေ စီကောင်းနေနေကြမှာပဲမင်းအွန်လိုင်းတကယ်ငစားတော့တကယ်ငစားကြည်လားအခုလဲဒါဒါကြီးကကြတော့ဒါတော်တော်လေးရုပ်ပေါ့တော့သူတို့ဘလောက်ကြောက်နေပြီလဲဆိုတဲ့ဟာကိုလဲထပ်ပြီးမြင်တွေ့ရတဲ့ပြရုပ်တစ်ခုပါဗျာအဓိကတော့ပြည်သူကြားထဲကိုသွားရမယ်ဟေ့ဆိုတာနဲ့သူတို့တက်အဝန်းဝိုင်းထဲကနေသူတို့တက်ပရဝုန်ထဲကနေထွက်ရပြီဟေ့ဆိုတာနဲ့သူတို့မှာအသက်အညင်ရှိတယ်ဆိုတဲ့ဟာကိုသူတို့ခံစားနေရအဲ့ဒါကြောင့်မလို့သူတို့ဘာလို့လို့မလုံခြုံဘူးသူတို့စိတ်ကိုသူတို့မလုံခြုံဘူးအဲ့လိုဖြစ်နေတယ် ပြင်အကုန်လုံးကိုတန်တရားစိတ်တွေနဲ့ပဲသူတို့ကြည့်နေရတာမှာပြင်အကုန်လုံးကကြောက်လန့်တကြဖြစ်နေမှာပေါ့နော်အဲ့တော့ဒီဥစ္စာကလည်းအားရစရာကောင်းတယ်တကယ်တော့ကျွန်တော်ကရည်စရာဟာတာတစ်ခုအနေနဲ့ဒါမြင်တာပေါ့နော်ဒါပေမဲ့တကယ်တွေးကြည့်လိုက်တဲ့ခါကျတော့အာစစ်ကုံစီကအဲ့လောက်တော့ကြောက်နေပြီလားပေါ့နော်ပြောလို့ကြတော့နိုင်ငံကိုအာဏာလုယူပြီးရောပေါ့နော်ဟုတ်ပါတယ်ဟုတ်တော့ဟုတ်ပါတယ်မလုရဲတာဘာမှမရှိဘူးလို့ပြောခဲ့တာကထိန်လှဲ့ရင်လည်းဂျမ်မာနဲ့လှဲ့ရဲတယ်အဲ့လိုအဲ့လိုပုံစံမျိုးပြောရမှာပေါ့နော် ဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့လည်းကျွန်တော်ဒါကျွန်တော်ကြုံခဲ့ရတဲ့ဟာလေးတစ်ခုထပ်ပြီးဝင်မြကြတာပေါ့နော်ဒီနေ့ကကျွန်တော်တို့ဒါအောင်မြင်မှုအကြောင်းနေပြောတာဖြစ်လို့ပုံပေါ်ပါလေးလည်းဖြစ်အောင်လို့ပေါ့နော်အဲအဲ့တော့ဘာလဲဆိုတော့ကျွန်တော်ဒါစာက27တမန်ဌာနချုပ်ပေါ့နော်ဒါဗမော်မှာရှိတယ်အဲ့မှာကျွန်တော်စီရီယံမလောက်ခင်တုန်းကပေါ့နော်ဒါတူတက်မှမူပေးနာမှာကျွန်တော်နေရအောင်ကြော်ပေါ့အခုတော့ထောင်ကြပါပြီ အားရတယ်နော်အဲအဲကောင်ရဲ့ဗေးနားမှာနေရတဲ့ချိန်အဲတုန်းကဒါဘုံဘုံမှာတိုက်ပွဲတွေအရန်ဖြစ်တယ်ဘုံဘုံမှာမဟုတ်ဒီဒီမြို့သစ်တာဝါတိုင်းဂုံးပေါ့နော်အဲဂုံးမှာတိုက်ပွဲတွေအရန်ဖြစ်တယ်အဲဂုံးကို KIA ကရပါရသွားချိန်မှာစစ်ကောင်စီကပြန်ထိုးရပြန်ထိုးတဲ့ချိန်မှာအသေးပြောက်တွေအရန်များနေတဲ့ချိန်ပေါ့နော်တိုက်ပွဲကနေတိုင်းဖြစ်တယ်တကယ်လို့အဲနေရာကိုစစ်ကောင်စီရသွားပြီဆိုရင်လည်းတရက်ဒါမှမဟုတ်လည်းတညက်နေအဲလိုမျိုးပြီးရင်ဟိုဘက်ကပြန်ကျုံးတာအကျုံးနေချိန်အဲလိုမျိုးပေါ့နော်အာပါဝါလိုက်ပြန်ရလိုက်ပါဝါလိုက်ပြန်ရလိုက်နေအဲနေရာကြီးကို ပါဝါပြန်ရပြီဆိုရင်မကြောက်ဘူးဒါပေမဲ့ပြန်ယူဖို့အတွက်ကြာရင်တေလောက်ကြာတယ်အဲ့လိုမျိုးစစ်ကြောင်းတွေပြတ်ပြီးတော့ထွက်ပြေးရတာတွေဘာတွေအများကြီးဖြစ်တယ်နောက်ဆုံးကျတော့အဲ့မှာကဆရမူပေါ့နော်ဒေစာကျော်ဒီကောင်ကိုသိုးဝင်းကကိုယ်တိုင်လှုပ်ပြီးတော့ဒီစာက21တက်မှဌာနချုပ်ယုံမှလာပြီးကိုယ်ခဲခိုင်းတာ အဲ့တော့တမမမှုကရှေ့တန်းပါအဲ့တော့ကြံတာအကြီးဆုံးကဒုတမမှုကြံတယ်အကျွန်တော်အနီးကနေရတဲ့ကောင်အဲ့ကောင်ပဲအကြီးဆုံးကြံတော့အဲ့ကောင်ပြားနေတာအဲ့လိုမျိုးအမြဲတမ်းမှလေသူတို့ကအိုက်ခန်းထဲမှာရှုပ်ရှက်တွေခတ်ရပြီးတော့ဒီစစ်စင်ခန်းမှာရှိတယ်ဗောနော်တမယုံကအခုတော့စကားပေါက်ဖြစ်နေပြီအဲ့မှာဒရုန်းတွေကျဲခန့်တုံးတော့ဗောနော်အဲ့ယုံရဲ့အပေါ်တက်မှာဗောနော်ဒါဝင်ဝင်ချင်းဒါမျက်နှာစာအပေါ်တက်မှာဆိုရင်ဒါစစ်စင်ခန်းမှာရှိတယ် အဲစစ်စင်ခမ်းမရဲ့ဘေးမှာသူတို့ကအဲ့နောက်ထပ်ခမ်းမတစ်ခုပေါ့နော်အဲ့ခမ်းထဲမှာဒါခုနကကဆရာမူပါမယ်ပြီးတာနဲ့ဒုဒမမူပါမယ်ပြီးတာနဲ့ G1 G2 G3 အကုန်ပါတယ်ပေါ့နော်အဲ့လိုပုံ PSO တွေရောဘာတွေအကုန်ပါတယ်အဲ့လိုမျိုးနဲ့သူတို့ကစုပြီးတော့ဒါကုတ်ကဲရတာပေါ့နော်ကုတ်ကဲရတာအဲ့လိုမျိုးရောက်လာပြီဆိုတဲ့အချိန်မှာအာစကမူကကဆရာမူကပေါ့နော်ကဆရာမူကသူကဟိုသွားတီသွားတာတွေရှိတယ်ဟိုသွားခိုင်းတီသွားခိုင်းတာတွေလည်းလုံခိုင်းတယ်အဲ့တော့ဆေးရုံတွေသွားတာတွေရှိတယ် အဲ့လိုပုံစံမျိုးတွေတွားရတဲ့ခါကျတော့ဒီတက်တွေပေါ့နော်တက်တွေကိုလှည့်လေရတဲ့ခါတွေလည်းရှိတယ်အဲ့လိုမျိုးတွေတွားရတော့သူကဂျမ်မာတွေအယောင်းဝင်လာဂျမ်မာအဲ့ကျောင်းဟိုအဖြစ်ရတယ်ဆိုရဲဒါအောင်ကျော်ဒုတမမှုဆိုရင်ချက်ချင်းမာတေယုတ်ကနေချက်ချင်းမာဂျမ်မာကိုချက်ချင်းမာအမြန်နဲ့ပို့ခိုင်းတာပေါ့နော်ပို့ခိုင်းပြီးအယမ်းကြောက်တာဗျာအဲ့ပရဝုံကနေထွက်ရပြီဆိုတာနဲ့အဲ့ဂျမ်မာကြီးဖွင့်ရမှာဂျမ်မာပါရမှာဂျမ်မာပါလာတမ်းမိတာအဲ့မှာရှိတဲ့အရာရှိစစ်ကြောင်းတွေအကုန်လုံးကလည်းအရာရှိငယ်တွေကအစား တတိုင်းကျမ်းမှာနှစ်တိုင်းကျမ်းမှာအဲ့တော့တိုင်လေးတွေနဲ့ဒါတွက်တာပေါ့နော်နှစ်တိုင်းကျမ်းမှာသုံးပိုင်းသုံးတိုင်းကျမ်းမှာသူကဒီဒီမိုင်းကိုဘယ်မိုင်းကိုဖြတ်တယ်ဘယ်မိုင်းကိုမဖြတ်ဘူးဆိုပြီးတော့သူတို့ကသူတို့ဒါတွက်ချက်ပြီးတော့ဝယ်ကြတဲ့ကျမ်းမာလေးရှိတယ်ပေါ့နော်ဆွဲမိုင်းဆိုရင်ဒါကတော့ရလောက်တယ် remove မိုင်းဆိုရင်ဒါကတော့ရလောက်တယ်အဲ့လိုပုံစံမျိုးညီနေသူကသူတို့တက်နိုင်တဲ့ပုံစံမျိုးနဲ့ဝယ်ကြအဲ့မှာအာဒုတိယမမူကလည်းဝယ်တာပေါ့နော်ဝယ်ပြီးတော့သူကကျမ်းမာကြီးအဲ့ကားကြီးထဲမှာထည့်ထားထဲထားပြီးတော့အဲ့ဥစ္စာကိုကျွန်တော်တို့တာဝန်ပေးရသူကပြဝုံကနေထွက်ပြီးဆိုတာနဲ့အဲ့ဂျမ်မာကိုကျွန်တော်ကဖွင့်ရပြန်ဝင်ပြီးဆိုတာနဲ့အဲ့ဂျမ်မာကိုပိတ်ရ ဲ့ဒါကြောင့်သူအယမ်းကြောက်တယ်လားအဲတရကြအဲ့လိုမျိုးကျွန်တော်ဆဲခံရတာဆဲခံရဆိုထွက်တဲ့ချိန်မှာဂျမ်မာဖွင့်မို့မိတ်ွာမိတ်ွာပတ်တယ်ကောင်းကောင်းကြီးပတ်တယ်သူကတော့ဖက်စီးုံနေပါတယ်တွားပြီးပြန်လာပြန်လာတဲ့ချိန်မှာသူကမေးတယ်ဂျမ်မာမဖွင့်ရသေးဘူးအဲ့ကြမ်းမပိတ်ပြီလားဟာလေဖွင့်တော်မဖွင့်ရသေးဘူးဆိုတာအဲ့မှာ तू ကျွန်တော်ဖုတ်တာပါဒီကောင်အဲ့ကျွန်တော်ဆဲရတာတကုံဆဲရတာပက်ပက်ဆက်ဆက်လေးဗျာဂျမ်းမလေးမဖွင့်ပြီ तू အရန်ကြောက်လို့ဗျာသိရမလားဟောင်းကန်ကောင်းလို့ပေါ့ကွာပေါ့နော်ငါအမြမိုင်းဆွဲလိုက်လို့ရတော့ကွာဆို तू အဲ့လိုအတွေးဖြစ်မှာပေါ့ ဟာကျွန်တော်တအားလေးဒေါသထွက်လာသီးလားဒီဂျမားလေးမဖွင့်မိရနဲ့အဲ့နဲ့စောင့်မြင်ခဲ့ပြီသူလည်းအပေါ်တက်သွားအဲ့ကျွန်တော်ဂျမားကြီးဖွင့်ထားခဲ့တဲ့ကားထဲမှာဖွင့်ထားမြင်ခဲ့ပြီဖွင့်ထားခဲ့တာဗျပြောရရင်ဟာအဲ့နေ့သူတို့ကတော့အပေါ်တက်ပြီးအဲ့ခုနရုံကန်ထဲမှာစုပေါင်းပြီးတော့နော်သူတို့တဏိတာအတွက်သူကညွှန်ကြားတာတွေဘာတွေညာတွေလောက်ကြမှာပေါ့နော်အဲ့မှာသူတို့အဲ့နေ့ကြတယ်ဆိုတော့စောင့်နေကြတိုက်ပွဲဖြစ်စဉ်တွေဘာတွေစောင့်နေကြခိုင်းရညိန်တက်ဘာမှမရှိဘာသမ်းမှမကြောက်ဘာသာနေကြာကြာတော့ကြာဘာသာနေကြာဟာဒီနေ့ညိမ့်လိုက်လားဒီနေ့ရာသီဥတုကောင်းလိုက်လားဘာလို့တိုက်ပွဲမဖြစ်ဘူးပေါ့ တို့စီကိုဖုန်းနေမဝင်ဘူးဆက်သွေးဆက်တွေဘာတွေဆိုဘာမှမလာပြောဘူးပေါ့နော်အဲ့နဲ့ဒါသူက AC ပဲဆိုပြီးအာဂူရာတွေရောဘာတွေဘာတစ်ခုမှမဝင်ဘူးအဲ့မှာအဲ့မှာကျွန်တော်သတိရပါရဲ့ဟာငါဂျမိုင်းဖွင့်တာကြာလာပြီပေါ့နော်သွားကြည့်လိုက်အောင်ဆိုကြည့်လိုက်တဲ့အချိန်ဂျမိုင်းကလုံးဝပူကျစ်နေကွဲတော့ကွဲတော့မလားမသိဘူးအဲ့လိုမျိုးပူကျစ်ဟာအချိန်ကျမှကျွန်တော် ကောက်ပိတ်ပြတ်သွားတော့မှပဲဘာညာဆိုကောက်ပိတ်လိုက် ပိတ်လိုက်တဲ့အချိန်တိတ်မကြောက်ဘူးဗျာအပေါ်မှာပွက်လို့ရိုက်တာဖုန်းတွေဝင်တာကလုံး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 ဖုန်းတွေတောက်ရောက်ဝင်အဲ့မှာစူးညံစဲတဲ့စိုးတဲ့အကုန်ကြားရတော့တာပဲအဲ့မှာ ဟဲ့အောင်လေးမင်းတို့ကောင်းနေတာဘာလို့လဲတိုက်ပွဲဖြစ်နေရပါဘူးလဲအဲ့မှာသူကဆိုးဝင်းအားစဒါခုနကတ်စလာမှုကိုလှန်ဆဲတာတွေပြင်ရှေ့တန်းကဒါခုနတိုက်ပွဲဖြစ်တဲ့နေရာကောင်တွေကအမှအသေးပြောက်တွေများလို့ပေါ့နော်ဟာကျွန်တော်တို့ပြန်ဆုံးမှရအောင်မယ်အာကျွန်တော်တို့ဆက်သွယ်နေတာဘလို့မှဆက်သွယ်လို့မရဘူးဘာအောင်ညာအဲ့လိုလေအခုဖြစ်ကုန်တာမှန်လက်တယ်ကျွန်တော်ဂျမားကြီးဖွင့်ထားလိုက်တော့အပွားဒီသူတို့အထက်မှာရှိတဲ့ဖုန်းတွေအကုန်လုံးတခုမှမမိတော့ပြန်ပြီးတော့ပိတ်လိုက်တဲ့ချိန်ကျမှဖုန်းတွေအကုန်ဝင်တော့ကြတော့ဟိုမှာသေးကုန်ပြီပြက်ကုန်ပြီအများကြီး အဲ့လိုပုံစံမျိုးတွေဒါဖြစ်ခဲ့ရတာလည်းရှိတယ်ဗောနော်အဲ့ဒါကြောင့်မလို့ဒီစစ်ကောင်စီဘက်ကကောင်တွေကသူများကိုသာဗောနော်ဒါပြည်သူကိုသာဒါအဲလုံးဝအသက်မပါတဲ့သူတွေကိုသဘောထားပြီးတော့တက်ရှင်ဖြတ်ရှင်နေတဲ့ကောင်တွေကသူတို့မှာကြတော့တကယ်တားကြောက်တဲ့စိတ်ကြီးစိုးတယ်အဲ့ဒီဂျာမာကိစ္စနဲ့ပတ်သက်တယ်ဆိုရင်သူတို့အယံကြောက်အပြင်ဒီ drone တွေဘာတွေလာပြီးဆိုတဲ့ခါကျရင်လည်းအယံကြောက်တယ်ဗောနော်အဓိကတော့ သူတို့တင်မှာကြောက်တဲ့အတွက်ပေါ့နော်အခုနလိုမျိုးပဲဒီဂျမားတွေပေါ့နော်ဒါရုပ်ဝိထုတွေကိုအာကူပြီးတော့ပေါ့နော်သွားလေရမှာယူသွားတချို့ဆိုရင်အိမ်သာတက်တာတော့မှဂျမားဖွင့်လာလာမေးပြီးတက်တဲ့လူကြီးတွေရှိတယ်ပေါ့နော်တော်တော်ဆိုးဆိုးအဲ့ဒါကျွန်တော်မညာတော့တကယ်ပြောအဲ့လိုမျိုးတွေတကယ်ရှိခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဒီတရင်ကလည်းတကယ်ပြောရင်တော့တွေးကြည့်ရင်အားရစရာကောင်းတယ်ဘာလို့လဲဆိုတော့မင်းတို့တွေအကြောက်ကြီးလားလားအပွင့်ကြီးတွေအခက်ကြီးတွေနဲ့ပြည်သူကြားတဲ့ကိုသွားတာတော့မှပဲပေါ့နော်မင်းတို့တွေဒီလိုမျိုးကြီးတွေသွားနေရပါပြီလားဆိုတော့ ဒါအတွေးမျိုးကျွန်တော်တို့ရတယ်အဲ့ဒါကလည်းတကယ်တမ်းတွေးကြည့်မယ်ဆိုရင်ကျွန်တော်စိတ်တက်ခွန်အားတွေဖြစ်စေတယ်ဗောနော်ဘလိုပဲဖြစ်ဒါကလည်းသတင်းကောင်းတစ်ခုဖြစ်တယ်နောက်ထပ်သတင်းကောင်းတစ်ခုကတော့ဒါစတောင်မျိုးအနောက်ဘက်အင်အား60နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေပူးပေါင်းပြီးရောပစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်စစ်ကောင်စီရဲပြူ9ရောက်ထက်မနည်းသေဆုံးတယ်10ရောက်တန်ရာရရှိတယ်လက်နက်ခဲယမ်းတွေလည်းရရှိတယ်ဗောနော်ဖြစ်စဉ်က31ရက်နေ့နေ့လယ်2နာရီကဖြစ်တာတိုက်ပွဲက2နာရီလောက်ကြာ အဲ့တနားကြီးလောက်ကြာတဲ့တိုက်ပွဲမှာဒါအောင်မြင်မှုရခဲ့တယ်လို့ပြောရမှာပါဗျာအဲ့မှာတပ်ဖွဲ့ရဲ့တာဝန်ရှိသူတယောက်ကဘာပြောလဲဆိုတော့ဒီစစ်ကောင်စီဘက်ကတာလုံအင်အားကိုပေါ့နော်ကိုယ့်ဘက်ကအဖွဲ့နည်းနည်းနဲ့ရဲဘော်အနေငယ်နဲ့ပေါ့နော်ထိတိရဲရောက်တိုက်ထုတ်နိုင်ခဲ့တဲ့ဟာကိုအားရတယ်ဆိုပြီးပြောထားတာတကယ်လည်းအားရကြတယ်ကောင်းတယ်အဲ့မှာဗီဒီယိုအတိုလေးပါတယ်ဒီဗီဒီယိုဖိုင်အတိုလေးထဲမှာကြည့်ရတာကိုပဲအဲစိတ်မကောင်းစရာလဲတွေ့တယ်ပြီးရင်အားရစရာလဲတွေ့တယ်စိတ်အားတက်ကြွစရာလဲတွေ့တယ်ပေါ့နော်အဲခုနကလို့ တိုက်ပွဲဝင်တဲ့အခါမှာတက်ဖွဲ့တွေကမပြည့်စုံတော့မလွယ်အေးလေးနဲ့လွယ်အေးလေးနဲ့အပေါ်ကအရက်ဝက်နဲ့အောက်ကတော့ဒါပျောက်ကြပေါင်းမိနေပေါ့ဗျာဒါဖက်နဲ့တောင်မှမပါကြဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါအရက်ဝက်တစ်ပိုင်းနဲ့ပေါ့နော်တက်ဖွဲ့တွေပြစ်ချခက်ချစော်ကြတယ်ပေါ့ဗျာဒါပေမဲ့သူတို့ရဲ့ကျင်းဝါချက်ကြီးတွေကကြောက်စရာကြီးတွေဗျာအဲ့ဒါတကယ်အားရတယ်ပေါ့နော်អော်လိုက်တာများအတန်တွေမှာကွဲထွက်ကုန်မဲ့အတိုင်းပဲပေါ့နော်ဟောင်းနေလက်နဲ့ချပါတော့မင်းတို့ကောင်တွေအလောင်းနေလဲလာဆွဲဖို့မစင်းစားနဲ့လာလဲမဆွဲနဲ့ပေါ့နော်လာဆွဲလို့လဲမရစီအောင်မင်းတို့တက်လာခဲစမ်းအဲ့လိုမျိုးပုံစံမျိုးတွေអော်တယ် အလောင်းပုံလည်းရိုက်ပြထားရှိရပါတော့အဝေးကလမ်းရိုက်ထားတာအဲ့ကောင်မှောင်နေမှောင်နေဟာအော်သေးရသူကမင်းတို့ကောင်တွေတွေ့လားတွေ့လားသင်းနေတွေ့လားပါတော့မဲမဲတုံတုံကြီးတွေ့လားဆိုပြီးတော့လောင်းလာပါစေဟုတ်မလားတော့တတောင်ချင်းစီဆွဲမှာမင်းတို့တတောင်ချင်းစီဆော်မှာဆိုပြီးတော့လုံးဝဗျလေချောင်းနေကွဲထွက်မတဲ့အော်ပြီးတော့ဖြုတ်တာပါတော့ဖြုတ်တာဒါပေမဲ့ပြည့်စုံလားဆိုတော့မပြည့်စုံဘူးဗျဒါပေမဲ့မပြည့်စုံလို့ကြောက်သလားမေးကြည့်ဟာတပ်ဖွဲ့တွေကတပြန်တစည်းကိုပြန်ဆော်နေတဲ့ပုံစံမျိုးဟာစစ်ကောင်စီဘက်ကတာလုံးအင်အားဆိုပေမဲ့ပေါ့နော်ဟိုဘာမှကိုအတန်ကိုပြန်မထွက်နိုင်တဲ့ပုံစံမျိုးတွေ့ရအာတော်တော်လေးလေ ဒါကြည့်ရတာအရသာရှိတယ်ဗောနော်ခဏလေးပဲရှိသေးတယ်သူတို့တွေရဲ့ကျုံဝါချက်တွေကိုပဲကျွန်တော်တို့ကအားရစရာတွေကောင်းနေတာဗောနော်အဲ့မှာအော်ဒီကစတောင်းမိုးကျိုးကဘာမှတ်နေတာတော့ဟိောင်မင်းစတောင်းလာလို့ကတော့ဒီလိုပုံစံမျိုးပဲကျုံဝါမယ်ဆိုပြီးတော့အဲ့လိုမျိုးပုံစံမျိုးနဲ့တိုက်ပွဲဝင်နေကြတယ်တပ်ဖွဲ့တွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်အဲ့တော့တပ်ဖွဲ့တွေကိုကျွန်တော်ကူညီပေးစီခြင်းနဲ့အဲတပ်ဖွဲ့တွေတကယ်ပါသူတို့ရဲ့စိတ်တက်ကြီးတွေသူတို့ရဲ့ခံယူချက်ကြီးတွေနဲ့သူတို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ပုံစံကြီးတွေကတကယ်ကျွန်တော်တို့ပြည်သူတွေအတွက်တကယ်အားကိုးရစီမဲ့စစ်သားတွေလို့ကျွန်တော်တို့ယုံကြည်တယ်ဗောနော် ်အဓိကတော့စိတ်တက်တွေလည်းကောင်းတယ်ခံယူချက်တွေလည်းကောင်းတယ်ပြီးရင်တိုက်ပွဲဝင်တဲ့အခါမှာပေါ့နော်ရဲရင်ရင်နဲ့ပေါ့နော်မပြေဆုံးဘူးဗျာတကယ်လို့များထပြီးတွေ့လိုက်လို့ဟိုဘက်ကပြစ်လိုက်ရင်ကို့မှာကြီးကမရှိဘူးဆိုတဲ့အတွေးမျိုးနဲ့ဆိုရင်တော်တော်များများတွန့်ဆုတ်မှာပဲဒါပေမဲ့ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကအဲ့လိုတွန့်ဆုတ်တာကိုမမြင်ရအောင်ဟာအကုန်လုံးကတားနေရတယ်ဟေ့အောင်ထိုင်အောင်ထိုင်အောင်အကုန်လုံးတက်ဆွဲမယ်ဆိုတာကြည့်ပဲအဲ့လိုပုံစံမျိုးကိုမြင်တွေ့နေရတာပေါ့နော် နောက်ကြဘလို့ပဲဖြစ်ဖြစ်တပ်ဖွဲ့တွေကဒီတက်ပို့ပြီးတော့ပြည်စုံမယ်ဟဲ့ဆိုရင်စစ်ကောင်စီကပေါ့နော်ခုနတော့မှတာလုံအင်အားနဲ့တကယ်သာကိုယ့်အဖွဲ့တွေပြည်စုံကြည့်အဲ့တာလုံအင်အားပါပတ်ပြေးနေရမှာအဲ့အစ်စ်နေတိဖြစ်သွားမှာပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တက်ဖွဲ့တွေကိုဆက်ပြီးတော့ကူညီပေးကြပါမြပြပြည်သူတွေအားမလျှော့ပါနဲ့အာတက်ဖွဲ့တွေကလည်းအမြဲတမ်းမှပြောပါလေပေါ့နော်အားတင်းထားပါကျွန်တော်တို့ဆက်ပြီးတော့ချမယ်ကျွန်တော်အတူတူလက်တွဲပြီးတော့စော်ကြမယ်ဆိုပြီးတော့ပြောကြရရှိတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တက်ဖွဲ့တွေရဲ့တောင်းဆိုချက်တိုင်းရောင်မီဘပြည်သူတွေလည်းဘောင်းဝင်ပေးကြပါကူညီပေးကြပါ ကျွန်တော်အောင်မြင်မှုတွေကဒါသိကြပါတယ်ကျွန်တော်ဒီလိုမျိုးပုံစံမျိုးကြီးနဲ့ဒါဆက်သွားပါတော့ကျွန်တော်သိကြပါအောင်မြင်မယ်လို့လည်းယုံကြည်တယ်အဲ့တော့အဖွဲ့တွေမပြည့်စုံတဲ့ခါတွေမှာကျွန်တော်တို့အဲဝန်းနေနေတာတွေစိတ်မကောင်းဖြစ်နေတာတွေဖြစ်မဲ့အစားပါတော့ကိုတက်နိုင်တဲ့လောက်ပမာဏလေးနဲ့ပြေးလိုက်တာကအစားတက်ဖွဲ့တွေကိုကုညီရလဲရောက်တယ်အားအင်လည်းဖြစ်စေတယ်ငါတို့နောက်မှာပြည်စွေရှိပါလားဆိုတော့စိတ်မျိုးတွေလည်းဖြစ်သွားစေတယ်ဆိုတော့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအဲ့တော့ဒီနေ့ကတော့ပေါ့ပေါ့ပါပါပုံစံမျိုးလေးတွေပြောသွားပါတော့အဓိကကျွန်တော်တို့ကြုံရတဲ့တွေ့ကြုံလေးမျှဝေပေးတယ် ိုတာကပြည်သူတွေလည်းပင်ပန်းနွမ်းနေနေတာရှိကောင်းရှိမယ်အဲ့တော့လိုရဲ့ဖြစ်ဒီလိုမျိုးပုံစံလေးနဲ့နည်းနည်းနည်းချင်းလေးပေါ့နော်စိတ်ပန်းပြေသွားတယ်ဆိုရင်ကိုပဲကျွန်တော်ဂျင်းနေပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်